ုံးမင်းမင်္ဂလာပါရှင်။ဒါပြညာ channel ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အမိုက်မလေးရဲ့တန်တရားဆိုတဲ့ပညာပေးဖြည့်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။အမိုက်မလေးရဲ့ဘဝဇာတ်လမ်းကိုမှတ်တမ်းယူခဲ့တာက1989ခုနှစ်ကပါ။ဒေါ်လေးတွေ့ အခြေအနေကဘလို့လဲရင်ပြောပါအောင်လက်တဲ့ဒေါ်လာတွေကဇာမဒေါ်ချူချူဦးရဲ့အမိကိုမဖြေပေခေါင်းကိုတစ်ချက်ကုပ်လိုက်တယ်ပြီးမှလေးပင်းနဲ့တုပ်ပြန်စကားနဲ့ဖြေလိုက်တယ်စောစောကသာတီးရရင်တော့အကောင့်သားဇာမရေခုတော့၃လကျော်တောင်ရှိပြီဆိုတော့အခက်သားပဲအန်တီရရှိတယ်ကျမတော့တေးတာတေးလိုက်ချင်တော့တာပဲဒေါ်လေးရေစောစောကလေးကကျမကထင်လို့မေးတော့မေးတာပဲဝါလာတာပါလို့ဇွညင်းနေတာပဲ။ ခုတော့ဘလို့လှုပ်ပြီးတော့ဖုံးလို့ပြီးလို့ရတော့မှလေအကြံပေးစမ်းမအောင်ရှင်ဒီလိုလှုပ်ွယ်ဈေးရုံကိုတွားပြီးတော့ပြောကြည့်ပါလားအဲ့ဒါမှကိုအထုပ်ကိုဖြီးပြတယ်လို့ရှိမှာပဲအားလုံးအချုပ်ထဲထောင်နေတဲ့ရောက်ကုန်မှာအဲ့ဒါဆိုရင်လေကောင်လေးရဲ့မိဘတွေနဲ့တွားတွေ့အကျိုးချောင်းပြောပြပြီးပေးစားလိုက်တော့ပေါ့သူတို့ကလည်းဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးယုံလဲယုံမှာမဟုတ်ဘူးဟုတ်လေငင်းမှာပဲ ပြီးတော့စီးပွားရေးနဲ့မန်တက်နေတဲ့ဇက်ဆက်ကျဲတွေလေးပဝင်းကျင်ကနေပြီးအရေးအငွေကျမစုံစမ်းပြီးပြီးကောင်လေးနဲ့တွေ့ပေပြီးခုပြေခိုင်းရော ကောင်လေးရဲ့အခြေအနေကကိုလိုတလိုဖြစ်လာမဲ့အနေထားမျိုးမှရှိမနေလို့ပို့ပြီးတော့ခတ်တာပေါ့ကောင်လေးကရီးစားကိုထဲလဲတွဲနေတာရှင်ခုလေနောက်တစ်ယောက်နဲ့တွဲနေတဲ့ဒီတော့အားလုံးဘေးကျန်နှံချက်ဖြစ်နေတာကောင်လေးကဘာတူလဲဘဲကလဲဆရာမစေရနာမုံဆိုင်က ဥပနာဒေါ်တင်များတို့ရဲ့တာအငဲကောင်လေးလေ။အော်သိပြီ။ဟိုရုပ်ချောချောဖြူဖြူကောင်လေးပဲဖြစ်မယ်။မြင်မှုတယ်။ရုပ်ကလေးကချောချောအဝေစားကတိတိလွင်လွင်နဲ့စွဲကြိုးတွေလက်ကောက်တွေနဲ့ဆိုတော့ဆောင်ကြွားကြွားလေးပါ။လက်ကောက်မဟုတ်ဘူးဟန်းချင်းလို့ခေါ်တယ်။အဲ့ဒီကောင်လေးပါပဲ။ကောင်လေးကချောလို့တဲ့။ဗဲမင်းသားနဲ့တူတယ်ဆိုလားပဲ။ခတ်ပါရဲ့ရှင်။อืมတင်ကန်းစာယူစရာပဲဆရာမကြီး ရုပ်ကလေးချော့ပြီးစိတ်ဓာတ်ကမချောလေတော့ဟိုကွယ်လှတာမတ်တော့ညစာခတ်ဆိုတာမျိုးပေါ့။အော်အခုမှသတိရလို့ပြောရအောင်မယ်။ဟိုတလောကဘူတာရထဲမှာမကြမိဘူးလား။ဒီကိစ္စမျိုးပဲ။အဲ့ဒီကောင်လေး ਨੇ ဖြစ်တဲ့ပြဿနာပဲ။ကောင်လေးကစားနေကြចောင်းပါလို့ဖြစ်နေပြီ။ဒေါ်လေးကတိလို့လား။အဲ့ဒီကောင်လေးကိုမြင်ဘူးပါလေ။မတင်များတို့သားဆိုတာလည်းတိတယ်။ ဒေါ်လာတွေကအိမ်များစွာကိုလိုက်ပြီးအဝေဟောင်းလျှော်နေသူလေးဖြစ်တော့ဥပနံဒေါ်တင်များတို့ရဲ့အိမ်ကိုလည်းအဝင်ထွက်ရှိသူဖြစ်တယ်။အခုဆရာမညီမနဲ့ပတ်သက်လို့ကောင်လေးစီကဘာများပြောသေးတယ်လဲ။ခြေရလဲပြောက်ရေလဲနောက်ဆိုတာလို့ဒီဘက်ကို ခြေဥတော်မလဲတော့ပါဘူးလေ။ရိုင်းလိုက်တာဆရာမရဲ့။ကျမသမီးသာဆိုလို့ကတော့ထမိန်ကိုစွန်းအောင်ဆွဲပြီးဟစ်တိုင်ကနေအော်ပြစ်လိုက်မှာ။ဒီခေတ်ကလေးတွေရဲ့အယူဆတွေကလည်း ပြောရခက်သားပဲနော်။ဟုတ်တယ်။ရွှေတကားကြီးဘသူဖွင့်ငါကိုယ်တိုင်ဖွင့်ရင်ဆိုတာလို့မင်းကလေးကိုယ်တိုင်က စင်ကြင်မှု ရှင်းနောက်စဉ်းစားတတ်မှုအားနေနေတာကို အပျော်အပျော်နဲ့အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ဂိတ်မျိုးပေါ့။ယောက်ျားဆိုတာမျိုးကလည်းအခွင့်အရေးရရင် စာနာစိတ်မရှိပဲရသလောက်ယူတတ်ကြတာပဲ။အားလုံးကိုယ်တော့ဝလုံးရှိနေရမ်းလို့မရဘူးလေမိဘတိတ်ခါမိမိရဲ့တိတ်ခါ ကိုချစ်သူရဲ့တိတ်ခါကိုစင်ကျင်ထောက်ထပြီးကိုချင်းတရားကောင်းမွန်တဲ့သူတွေလည်းရှိပါတယ်။တချို့တွေကြတော့လေကိုချင်းတိတ်ခါမရှိ လူစည်းကမ်းဆိုတာလည်းမသိတည်အောင်လည်းမကြိုးစားပဲအတောင်၂၀ဝစ်ပါလို့ဂုံပုတ်ရှိထားပြီးမယ်ရတဲ့အခွင့်အလန်းကိုယန္နာဘုံကြီးစိုက်ပြီးဟဲ့လို့ထင်းတဲ့သူတွေလည်းအများပြားပဲပေါ့ဒီကိစ္စမျိုးကို ထိန်းသိမ်းရမယ့်တာဝန်ကတော့မိကလေးရောယောက်ျားလေးမှာပါနှစ်ယောက်လုံးမှာတာဝန်ရှိတာပါအင်း အငိုလွယ်လို့အရှိုက်ခတ်နေပြီဆရာမကြီးကျမတို့ဘဝကတော့ သူမြတတွေးကွက်မှာပလက်မျောရမယ့်ဂိမ်းဆိုင်နေပြီဒေါ်လေးတွေပြောတယ်ခုရှုပ်ပြီးနောက်မရှိမှုဖြစ်နေပြီလေဒေါ်လာတွေရဲ့ပြောစကားကဓာတ်ထိမှန်နေတယ်အဖေကဘလို့မှထွက်မလာပဲဒေါ်လာတွေလည်းလက်လျှော့ပြီးပြန်သွားတယ်ဆရာမဒေါ်ချိုချိုဦးလေးမျက်ရည်စန်းစန်းနဲ့ကြံခဲ့တယ်ဒေါ်ချိုချိုဦးမှာအသက်30ကျော်အပြူကြီး အလဲတန်းပြကျောင်းဆရာမတအူးဖြစ်ပါရီမြေကြီးနားမြို့အလဲတန်းကျောင်းတစ်ကျောင်းမှာတာဝန်ကျနေပါရီမိဘများမှာဆက်လင်းမြို့မှာနေထိုင်ကြရီလုပ်ငန်းတာဝန်တန်းဆောင်ရန်ကချင်ပြည်နယ်အတွင်းကိုရောက်လာရီချိုချိုဦးတီတီဦးညိုညိုဦးဆိုပြီးညမ၃ယောက်ရှိတဲ့အနက်ညိုညိုဦးကအငယ်ဆုံးဖြစ်တယ်မိဝေးပါဝေးတရတကြီးမှာတာဝန်တန်းဆောင်နေရီသမီးကြီးချိုချိုဦးအတွက်ကူပေါ်လောင်ဘတ်ဆောင်းရှောက်မှုရစေရန် တမင်းငယ်ညိုညိုဦးကို ပို့ပေးထားခြင်းဖြစ်သည်။တကောင်တောင်မူထားကောင်းလျက်အပေါင်းပြန်းဆိုတဲ့စကားတိုင်းမိဘများရဲ့ဆက်ရိပ်အောင်မှာငယ်စဉ်ကလေးကရိုးရိုးအေးနေလာတတ်တဲ့ညိုညိုဦးတယောက်အပေါင်းသင်းသင်းများနဲ့တွေ့ကမှရည်စားထားတဲ့ပညာရခဲ့လေ။အပေါင်းသင်းများရဲ့တိုက်တွန်းမှုကြောင့်ချင်းတွေ့တတ်တဲ့အစင်းမြန်သင်တန်းကိုတက်ခဲ့လေ။မိန်းကလေးအပေါင်းသင်းတချို့ရဲ့စီယုံပင့်ကုန်မှုမှာတာယာလာခဲ့လေ။မီးလေးတော့ချိတ်ဟာဆိုတဲ့စကားကဲ့သို့ ိဘများနဲ့ဝေဝေးနေရတာကတကြောင်အမဖြစ်သူကလည်းလုပ်ငန်းတာဝန်မှာနင်းမြုပ်နေရတာကတကြောင်ထိုကဲ့သို့သောအကြောင်းရက်များကိုအခွင့်အကောင်းယူပြီးညိုညိုဦးတယောက်လွတ်ကျင်နိုင်လွတ်နေခဲ့တယ်။ထိုမြခြေလန်းကျဲခဲ့တဲ့ညိုညိုဦးတယောက်ငှက်တရန်းနဲ့နှဲကောမိလူတရန်းတော့ဘေးဒဏ်ထီးဆိုတဲ့စကားအတိုင်းယခုခေတ်လောကပါလာတရားက သူ့ကိုခြေချင်းခတ်လိုက်ပြီးဖြစ်တယ်။ညိုညိုဦးတယောက်ပဝင်းကျင်မှာအပေါင်းအသင်းများရဲ့ ခေတ်တစ်စနစ်တည်းဆိုတဲ့ခင်မိတယ်ဆိုတဲ့ဒီဇိုင်းအစ်စ်လို့အမွန်တင်ထားတဲ့လမ်းကြောင်းပေါ်ကိုစတင်လျှောက်လှမ်းခဲ့တယ်။အပြန်တင်စာမအူးမလဲညူညူဦးတယောက်ပဝင်းချင်းရှိစတိုင်တဲ့ဒီဇိုင်းတဲ့အပေါင်းအသင်းများရဲ့ဘီဒီကောင်းမှုကြောင့်ငရဲတွင်းကိုရွှေတွင်းထင်ပြီးဆင်းသက်ခဲ့တယ်။ညူနေတယောက်ထက်မပြင်းဘူးလား။နေမို့နေတတ်တယ်ဟဲ့။ပြင်းစရာလားဟာ။အဲ့ဒါကိုပြောတာမဟုတ်ဘူးခါ။ ို့လိုအပျော်တွဲလေးပါလိရှာပါလားလို့မလောက်ပါနဲ့တန်းတန်းဝေရဲ့ငါတကားမှမစင်းစားမိဘူးနားလဲမလဲဘူးကြောက်လဲကြောက်တယ်ဟဲ့နင့်အတွေးခေါ်ကြီးကခင်းနောက်ပြန်လိုက်တာဟာ9020စီကိုပြန်နေပြီနင်ကနှစ်ဖူးတွေ့တူတွေ့စမ်းမကြည့်သေးလို့ပါပျော်စရာကတမျိုးဟာအာငါမှသိရင်မလွယ်ဘူးဟာပြီးတော့အဲ့ဒါမျိုးတွေကိုငါနားမလဲပါဘူးဟာနင်ကသာနားမလဲနေတာဟိုကဖြင့်နင်နဲ့မိတ်ဆက်ပေးပါဆိုပြီး ငါတို့ကိုအပူကက်နေတာကြပြီဇောဇောအောင်လေးတကယ်စက်မှတ်ကြတာနော် ရုပ်ကလေးကလည်းချောမချောငါတို့တောင်ကို့အတွဲနဲ့ကိုချိန်ပြီးသားဖြစ်နေလို့မဟုတ်လို့ကတော့သူမလန်းခင်က ကိုကညှို့ပေးလိုက်မှာငါကမင်းတို့လိုမိမနောက်ဖို့မဟုတ်တော့ခတ်တယ်ဟာကြည်စန်းကောင်မလှုပ်ချလိုက်ပြန်ပြီဟဲ့မိရတနာပြောလိုက်စမ်းပါဟာတန်တန်းဝေကအနီးမှာရက်နေတဲ့ယရနာကိုစစ်ကူတောင်းလိုက်တယ်ယရနာကဆက်ပြောတယ် အေးဟဲညို့ဥပြောရတာတင်းငုတ်တို့ကိုစကားပြောရတယ်လို့ပဲဟာဒီမှာရီစရာလေးအတိတ်ပဲရှိရှိပြောပြမယ်ဟိုးတုန်းကဘေးဒင်ဆရာကြီးတယောက်စီမှာကောင်မလေးတယောက်ကဘေးဒင်မေးတဲ့ဘေးဒင်ဆရာကနောက်လေးလာကြရင်ယောက်ျားရလိမ့်မယ်လို့ဟောလိုက်တဲ့ဒီလိုနဲ့လေးလာတာကြာသွားတယ်ယောက်ျားကမရတော့ကောင်မလေးကတော့ဖောင်းပြီးဘေးဒင်ဆရာကြီးတော့ပြီးတော့ရန်တွေ့တဲ့ဘေးဒင်ဆရာကလည်းဟဲ့ကလေးမနင်ပွဲလန်းတဲ့ပင်တွေမတော်ဘူးလား ဈေးမတော်ဘူးလားအပြည့်ထွက်ပြီးတော့မလဲဘူးလားလို့မေးတယ်တဲ့။ကောင်မလေးကလည်းသူ့ဘဲမှမတော်ဘူးလို့ပြန်ဖြေလိုက်တယ်။ဒီတော့ဘေးတင်ဆရာကဘာပြောတယ်ထင်တယ်လဲ။တော်ပါယတနာရဲ့။ကောင်မအမှုကြီးကန်းကုန်မနေနဲ့။မနှက်ပြန်ကြရင်ငါတို့ခေါ်လာခဲ့မယ်။ဒါပဲ။ငါကဘာလုပ်ရမှာလဲ။အရေးပြလို့အကောင်မထင်မလားညူရ။မိတ်ဆွေတယောက်လိုဆက်ဆံလိုက်ပေါ့ဟာ။ဟာဒီစိမ့်တွေနဲ့ငါမတွေ့ချင်ဘူးဟာ။စကားလည်းမပြောတတ်ဘူး။ အမလီနောက်တော့မှဒစိန်ကနေလူရင်းဖြစ်သွားရင်သာလူနာအမဲကြောက်တောင်းတယ်လို့ငါတို့ကိုလာပြီးတော့နားမပူနဲ့နော်နောက်တနေ့မှညိုညိုဦးစီကိုဇော်ဇော်အောင်ရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်စကားဆိုလာတယ်ညိုညိုဦးရဲ့စိတ်တွေကြောက်လန့်လှုပ်ရှားသွားရတယ်နောက်မလုံတော့လေသူမရဲ့ပဝင်းချင်းတခွင်ကိုလှဲ့ပတ်ကြည့်လိုက်တယ်တန်းဝီရဲ့ရန်နာနဲ့မူးမူးရဲ့သူတို့တောင်းဦးကအဝေးစီကနေ အခြေအနေကိုစောင့်ကြည့်နေကြတာကိုလမ်းမြင်နေရတယ်။ကျွန်တော်နာမည်ဇော်ဇော်အောင်ပါ။ဇော်ဇော်အောင်ကတရုတ်မြန်မာကပြားဖြစ်တာမို့အသားဖြူလေး၊ရုပ်ကလည်းမိမချောချောလေး၊အဝတ်စားကလည်းတိလွင်နေ။တခြားသူများပြောကြတဲ့ကဲ့သို့ရုပ်ရှင်မင်းသားနဲ့လည်းကက်စင်စင်တူလေး။စေကျော်သက်အမျိုးသမီးငယ်များကြားလောက်တဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်သူဖြစ်တယ်။ကျွန်တော်ဇော်ဇော်အောင်ပါ။သိပါရဲ့။ တန်းတန်းတို့အဖွဲနဲ့ကျွန်တော်တို့တွေကဘောဓာတွေပါသူတို့အဖွဲထဲမှာမညညိုဦးကတိုးလာပြီဆိုတော့မညညိုဦးကိုလည်းရင်းနေတဲ့အပေါင်းအသင်းဖြစ်ခင်မင်ပြရစီဟင်အရှင်းဦးဟုတ်ကဲ့စောစောအောင်ရဲ့ချင်းကက်လာပုံကတိတ်မွေးလာတယ်စကားပြောချိုတာတာကိုညညိုဦးကသတိပြုမိတယ်အစကနာဦးမှာကြောက်စေးရုပ်ပမာတီတီငင်ငင်လေးရက်တည်ခဲ့တဲ့ညွညွဦးတယောက်အပေါင်းအသင်းတငယ်ချင်းများခင့်ပေးလိုက်တဲ့ ခင်မိတယ်ဆိုတော့ခစ်ဆန်လမ်းကြောင်းပေါ်ကိုစိုက်စိုက်မြဲမြဲရောက်သွားရီမတုံလှုပ်တဲ့တင်းကုတ်တို့ကဝိုင်းဝန်းနှဲလိုက်ကြတဲ့အတွက်ကြောင့်နဲ့သွားရပြီမင်းကုတ်ဇောဇောအောင်ကတကယ်ချစ်နေတာညို့ဦးရဲ့ကော်ဘတ်ရုပ်ကြီးထောင်းထားတယ်လို့လုံမဏီစမ်းမာနေဟာအေးဟဲညို့ဦးကလေမူယာမာယာတွေလုံမဏီစမ်းမာနေသူ့ကိုမျက်စိကြနေတဲ့မင်းကလေးတွေကအများကြီးနော်အဲ့တော့ငါနဲ့ဘာဆိုင်လို့လဲဟာ အပေါင်းသင်းရင်းသည့်သူတယောက်အဖြစ်နဲ့ဆက်ဆံလိုက်ပါကွာအပေါင်းသင်းဆရာမကြီးများရဲ့ဘေးဒီစကားတွေကဇော်ဇော်အောင်နဲ့ညိုညိုဦးတို့နှစ်ယောက်ကိုလင်မြန်စွာနဲ့နှီးဆက်စေခဲ့တယ်ဒီလိုနဲ့ရီစားကိုထဲလဲထားတတ်တဲ့ဇော်ဇော်အောင်နဲ့ညိုညိုဦးတို့ချစ်သူများဘဝကိုရောက်သွားရတယ်အမချိုဗာလဲညိုဦးရဲ့အမလည်းညိုဦးကြောင့်စိတ်ဆင်းရဲနေရပြီနော်ဒါတွေမပြောပါနဲ့တော့ညီမရေပောက်တဲ့နှစ်ဖူးမထူးတော့ဘူး ကိုကိုကိုသာကျမ်းမာအောင်နေဖို့အရေးကြီးပါတယ်။အဖေတို့အမေတို့ကြားသွားရင်တော့ဒုက္ခပဲနော်။မသိပါဘူး။အခုလဲအမခွင့်ရတင်ထားတယ်။ဘာလုပ်ဖို့လဲ။အမပတ်မတီးရွာမှာအလုတ်လုတ်တုံးကရွာထဲမှာအမနေခဲ့တဲ့အိမ်တိုင်ရှိတယ်။ကချင်အဖိုးကြီးအဖွားကြီးလည်းမရရှိတယ်။တိတ်ပြီးတော့သဘောကောင်းတယ်။ခင်လဲခင်တတ်တယ်။ရိုးတယ်။အမရဲ့မိဘတွေလိုနေလာခဲ့တာ အခုလောလောဆယ်မှာညိုဦးကိုအဲ့ဒီမှာပို့ထားပြီးအဲ့ဒီမှာခြေရာဖြောက်ဖို့အမစဉ်းစားထားတယ်။ဒါမှဖြစ်မယ်။လုံးစရာလေဒီနေ့ပဲရှိတယ်လေ။အမလည်းတလားကိုတစ်ခေါက်နှစ်ခေါက်ရအောင်လာပါမယ်။လိုအပ်တာအားလုံးဖြည့်ဆည်းပေးမယ်။ပြီးတော့ညိုဦးမွေးကပ်နေတာနဲ့အမခွင့်ရရှိယူလိုက်မယ်။အမကောင်းတယ်လို့စီစဉ်ပါ။ဒီပဝင်းချင်းကနေခြေရာဖြောက်လိုက်တဲ့သဘောပဲ။အမငယ်ပါနဲ့ညီမရဲ့ ညို့ညို့ဦးတယောက်စိတ်ထောင်းကိုကြီးဖြစ်ပြီးအိယာထဲမှာသာလှဲနေခြင်းစိတ်ကများလာတယ်။စိတ်ဝေဒနာမှတစင်တခြားယောဂဝင်လာမှာကို အမဖြစ်သူကစူးရင်ပူပန်လာတယ်။ဒါကြောင့်လေအမျိုးမျိုးသောနီးနေအပိစကားတွေပြောရတယ်။ဖြစ်ပါမလားအမချို့ရဲ့ဖြစ်ပါရဲ့အားလုံးအမစီစဉ်ပေးမယ်လေ။တန်လျက်ကိုရေးတင်ရွှေသမင်အလိုက်မားခဲ့လေးတဲ့ညို့ညို့ဦးတယောက်ပန်းကောင်းအညွန်ချိုးခံလိုက်ရတယ်။ လူပုံအလဲမှာလူလုံးမလောက်เจ้าကလည်းထွက်လိုက်ရတော့မှမို့အနာဂတ်အတွက်အပြေမကောင်းတော့ပြီဘဝအတွက်ရလက်ဟုသမျှလေးစုံစုံရတော့မှကိုတွေးပြီးနောင်တကြီးစွာရနေမိတယ်စောစောအောင်နဲ့တွေးစုံညှိနှိုင်းလို့တော့အတန်တန်စာရေးပြီးခေါ်ပြီးမေကြောက်ခဲကိုရေတဲ့ပြစ်ချသလိုလုံးဝပေါ်မလာခဲ့ပို့ပြီးတော့ဆိုတာကနောက်ဆုံးပြန်လာတဲ့ဇော်ဇော်အောင်ရဲ့စာကညို့ညို့ဥအဖို့အသေးခိုက်နာကြီးရတယ်ညို့ညို့ တို့ဟာလူငယ်ဘဝပျော်ရွှင်ကြတဲ့သဘောပဲရှိတယ်။လက်ထပ်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူး။လူငယ်ဘဝတွဲကြတယ်ဆိုတာလေ။ထာဝရမှာမဟုတ်တာပဲ။အမျိုးမျိုးအဖုံဖုံ အပေါင်းအသင်းမျိုးစုံနဲ့တွဲခဲ့ကြတာပဲ။တို့ကိုပုံချတာတော့မကောင်းပါဘူး။တို့ကိုလည်းမေးလိုက်ပါ။စောစောအောင်။ပြန်ရတဲ့အချိန်ကဆိုရင်ညိုညိုဦးတရားအသက်တဆက်ဆက်ခါအောင်ဒေါသဖြစ်ခဲ့ရတယ်။ဒီအကြောင်းကိုသတိရလေတိုင်း ဒေါသဖြစ်ရတယ်လို့မျက်ရည်အကြိမ်ကြိမ်ကြားခဲ့ရတယ်။ညိုညိုဥယေဘဝပွင့်သစ္စာစေကျော်တယ်လေတစ်ချက်အရင်မှားတာကြောင့်အနာဂတ်ရဲ့မျောလင့်ချက်များတိမ်ပါခဲ့ရတယ်။ဘသူမပြုမိမိမှုဆိုတဲ့အတိတ်ပဲကိုလည်းမြင်လာမိတယ်။အော်ဆရာမလာပါဆရာမဒေါ်ချိုချိုဥတယောက်စိတ်လေလေးနဲ့အင်ကားထွက်လာခဲ့တယ်။ညိုညိုဥရဲ့တငယ်ချင်းတဲ့ဥဖြစ်တဲ့တန်တန်းဝေစီကိုရောက်လာခြင်းဖြစ်တယ်။ တန်တန်းဝေကိုတိပေမဲ့နမေကိုမေ့နေတော့ခြေတံပေးပြီးဝင်လာခဲ့တယ်။ထိုင်မဆရာမဘဲကလှဲ့လာတာလေ။မင်းတို့တငယ်ချင်းကြောင်းမတက်နိုင်တဲ့ကိစ္စကျောင်းကိုတော့ပြောမလို့ခွင်လဲတင်ရင်ပေါ့။ပြီးတော့ကျောင်းပြောင်းဖို့ကိစ္စလေးပါတယ်။ဟမ်ဘဲကိုပြောင်းပါလေ။တို့ရဲ့မိဘတွေစီကိုပါ။မိဘတွေကလည်းအသက်ကြီးကုန်ကြပြီဆိုတော့အနာမှာတယောက်တော်ရှိမှဖြစ်မယ်လေ။အဲ့ဒါကြောင့်ပါ။ဆရာမ ညိုးနေမကောင်းလို့ဆိုဟုတ်တယ်ဘာဖြစ်တာလဲဆရာမထုံးစံအတိုင်းပေါ်ကွယ်ဟုတ်လားဒါဆိုရင်နောက်နှစ်ရက်သုံးရက်ဆိုရင်ចောင်းပြန်တက်နိုင်မှာပါညိုးဦးကိုပြောလိုက်ပါ ကျမတို့လည်းလူစုပြီးလာခဲ့ပါအောင်မယ်လို့အေးပါကွယ်မင်းတို့လာတော့သူလဲဝမ်းသာပြီးအားရှိလာတာပေါ့မင်းတို့အတွက်လည်းအဖို့တယောက်ရော့နေတော့ပြင်းနေကြမှာပေါ့ ဆီယာမဒေါ်ချိုချိုဦးကအခြေအနေအရရက်ကိုထောက်လို့တဲ့အတွက်စကားလမ်းချောင်းခင့်ပြီးလိုက်တယ်။ပြင်းတာပေါ်ဆီယာမရေဒါနဲ့မေးအောင်မေးညိုဦးကအဲ့ဒီလိုမကြခဏ နေမကောင်းဖြစ်တတ်သလား။ဘာဖြစ်လို့လဲကွ။တော်တော်တော့ကြာပါပြီ။ကျောင်းမှာအစားမပြီးအန်နေလေ။ကျမတို့ကတက်တလောက်မှတ်တလောက်ဝိုင်းပြီးတော့ပြုစုပေးရသေးတယ်။လီယောကရှိတယ်ထင်တယ်။ဟုတ်လား။အဲ့ဒါတွေဆီယာမကိုမပြောဘူးကွ။ တန်းတန်းဝီရဲ့စကားကိုကြားမှညိုညိုဦးရဲ့အခြေအနေကိုသိလိုက်ရတယ်။ညိုညိုဦးရဲ့ကိုဝင်မှာထိုစဉ်ကပဲအစာပြိုးနေကြောင်းနဲ့ညိုညိုဦးကိုယ်တိုင်လည်းသဘောပေါက်ခဲ့ဟန်မတူကြောင်းကို တွေးမိပြီးရှင်းသာရပြန်နေ။ဒါနဲ့မီးရအောင်မေမင်းတို့တငယ်ချင်းရောခင်မမီသေးဘူးလားကွယ်။ဘာကိုလဲဆရာမရဲ့။အတွဲလေးပါလေမရှိသေးဘူးလား။ဆရာမကလည်းမင်းတို့အရွယ်တွေကပျော်ပျော်ပါပါနေထဲကြတယ်ခေလုံငယ်တွေမဟုတ်လား ဆီယာမရဲ့အပြော်တဘောပါဆွဲဆွဲလန့်လန့်မဟုတ်ကြပါဘူးဆီယာမတဘောပေါက်ပါတယ်ညိုဦးကဒီနှစ်မှလူရန်စီတာဆိုတော့တဘာဝလေးကလည်းဇာတိပြလာမှာပေါ့ကွယ်ဆီယာမတို့လည်းမင်းတို့ဘဝလိုငရာကကြီးလာကြတာပဲအရင်ကတော့ညိုဦးနဲ့တွဲဘူးတဲ့ကောင်လေးတယောက်တော်ရှိပါတယ်ခုတော့ညိုဦးနဲ့အတွဲပြုတ်ပြီးအခုနောက်တစ်ယောက်နဲ့တွဲနေပြန်ပြီလေတော်တော်သိဆောင်မဲ့တဲ့ကောင် ညို့ဦးလို့အေးအေးရိုးရိုးလေးကိုမြောင်ဒေါ်ချိုချိုဦးစဉ်းစားမိတယ်တန်တန်းဝေပြောလိုက်တဲ့စကားကညို့ညို့ဦးပြောခဲ့တဲ့စကားနဲ့ထက်တူထက်မြားရှိနေတာကိုတွေးမိရတယ်ဒါကြောင့်လဲညို့ညို့ဦးရှောက်လန်းရအောင်မဲအနာဂတ်ခရီးမှာမရေမရာဖြစ်နေကြောင်းကိုတွေးပြီးစိတ်မချမ်းမသာဖြစ်ရပြန်နေမရှောက်လန်းမိကပဲခရီးဆုံးနေပါပေါ့လားဆိုပြီးနားလေရပြန်နေမွေးဖွားလာမယ့်ခလေးအတွက်ဖခင်ဖော်ထုတ်နိုင်ရန်အရေးမှာ နားနဲ့မျက်စိကိုနီးလျက်နဲ့ဝေးရတဲ့ပေါ်ကဘလိုပဲဖြစ်ဖြစ် ရှေးမျက်နာနောက်ထပြီးမျက်ရည်ကန်ထိုးကကောင်လေးရဲ့မိဘများနဲ့တိတိဆိုင်ဆိုင်နှိမ့်နိုင်ရန်ကလည်းလုံးဝအကျိုးရှိမလာနိုင်မိဘများဘက်ကကြည့်ရင်လေဘယ်မိဘမဆိုဒီအရွယ်သားသမီးတို့ကို လူကြီးဆိုပြီးမတတ်မတ်ဘဝအညွန်တုံးခံကြမှာမဟုတ်ပေငါတို့သားကနိုးနှံအောင်မပြောက်သေးဘူးဆိုတဲ့စကားမျိုးနဲ့အနိုင်ယူသွားကြမှာတေးကြတယ် တကယ်တမ်းယောက်ျားလေးဖြစ်သူကမေတ္တာတရားကိုဦးစားပေးပြီးမျက်မျက်နှာနှာရှိခဲ့ရင်ဘသူတွေကဘာပဲပြောပြော မျက်စိစုံမိတ်ပြီးမြမဖြစ်သူကိုကောင်းလေးနောက်ကို တွန်းထည်ပေးလိုက်နိုင်တဲ့အခွင့်အလန်းအသက်ရှူပေါင်းတစ်ခုတော့ရှိအောင်မေယခုတော့ကဲဆရာမပြန်မယ်ကွမင်းတို့လည်းလာခဲ့ကြပါဦးစိတ်ချပါဆရာမလာခဲ့ပါမယ်ဒေါ်ချိုချိုဦးတယောက်အဆုံးစမရှိတဲ့ရောက်တဲ့ရရာတို့ကိုတွေ့ရင် တန်တန်းဝေတို့အင်ကာထွက်လာခဲ့တယ်။အင်ကိုပြန်ရောက်တာနဲ့ညိုညိုဦးမမြင်နိုင်တဲ့နေရာမှာသူ့ရဲ့ရင်တွင်းမှာ တင်းကျပ်စိုးနစ်နေတဲ့အပူလုံးကို မျက်ရည်များနဲ့မျှော်ချလိုက်တယ်။ညိုဘာဖြစ်တာလဲ။ဂျုံးစံတိုင်းယောဂပေါ်ဟေ။မြ мян နီးကောင်းအောင်လုပ်ပါဟာ။ဒိုးအဖွဲမှာတယောက်နဲနေပြီဟာ။အေးပါဟေ။ဘသူက လူမမာလုပ်ပြီးတော့အိယာထဲမှာလှဲနေချင်ပါလေ။ဒေါ်ချိုချိုဦးကိုဂရီပေးထားတဲ့အတိုင်း ညညဦးရဲ့တငယ်ချင်းများဖြစ်ကြတဲ့တန်တန်းဝေစိုးရတနာနဲ့မုံမို့သူတို့ရောက်လာခြင်းဖြစ်ပါရဲ့ညညဦးကလည်းအမကမှားထားတဲ့အတိုင်းစောင်းတထဲကိုခြုံကောင်းအင်ထွေမပြတ်ဆက်ဆံပြောဆိုနေသည်ပြီးတော့ဇောဇောအောင်အကြောင်းကိုဆက်လိုက်သည်မဝေ तू အခုဘယ်မှာလဲယင်ကြောင်းရောတက်တာတွေ့ရလားငါနေမကောင်းတာကိုရော तू သိရလားတန်တန်းဝေစီကအဖြေထွက်မလာခဲ့ သူတို့သုံးဦးသာ အတိတ်ပဲပါတဲ့မျက်လုံးများနဲ့တယောက်ကိုတယောက်ကြည့်လိုက်တာကိုညိုညိုဦးမြင်နေရတယ်။ "तू နောက်တယောက်နဲ့တွဲနေပြန်ပြီမဟုတ်လား။ငါတို့လည်းမှားပါတယ်ညိုဦးရ။ဒီလောက်သစ္စာမဲမှမသိလို့ပါ။""အိုးညိုဦးရဲ့ဂျင်းစိမ့်နဲ့မိတ်တလင်ပေါ့ဟာ။မိယေဒနာ"ဟေးငါ तू နဲ့တွေ့ကျင်တယ်ဟာ။"အိုးမင်းကလေမရောမဟုတ်ဆိုမှချိန်မှချိန်မှပြောနေပြန်ပြီ။ ငါကပို့ပြီးတော့ချစ်နေမိတာကိုဟာငါသဘောကတော့အဲ့ဒီမျက်နှာမျိုးကိုလှဲ့တာမကြည့်ချင်ဘူးဟာခဏလေးပဲဖြစ်ဖြစ်ပေါ့ဟာငါတွေ့ချင်လို့ပါဆိုပြီးခေါ်လာပေးပါကုညီပါဟာနော်မင်းကလည်းကောင်းချင်းကမစည်းရဘူးစံချမ်းကစည်းနေလိုက်တာမင်းတို့ပြောချင်တာဒါပြောတော့ဟာသူနဲ့တိတ်တွေ့ချင်တယ်ဟာမင်းတို့ကုညီပါပြီးတော့ငါနေမကောင်းဖြစ်နေတာကိုလည်းပြောပြလိုက်ပါမင်းမသိသွားရင်ဘလို့ အမကနားလေတတ်ပါရဲ့အေးပါငါခေါ်လာပေးပါမယ်အဖော်မလိုဘူးနော်နှစ်ယောက်ထဲအေးစီစီတွေ့ကျင်တာအဲ့ဒါလူမမလားအေးပါနင်ဘက်ကဒီလောက်ကဲနေမှာတော့ငါကိုယ်တိုင်လိုက်ပို့ပေးပါမယ်ကဲငါတို့ပြန်မယ်နော်အေးပါကောင်းပါပြီတန်းတန်းဝေရတနာနဲ့မမို့သူတို့ပြန်သွားကြတယ်ညိုညိုဦးကတော့ဇော်ဇော်အောင်နဲ့တွေ့ရမယ့်အရေးကိုတွေးရင်းကြံခဲ့တယ်မောင်လာလေ ဇောဇောအောင်ကမုံဝမရဲနဲ့နောက်ကိုလှည့်ကြည့်လိုက်တယ်။အမကြီးမရှိပါဘူး။ညိုဦးပြောထားလို့တနေရာကိုသွားနေမှာပေါ့။အခုလာတော့မောင်းတယောက်တည်းလား။ကိုတယောက်တည်းဘယ်လာဝမှလဲညိုရဲ့။ယရနာကခြံဝထီလိုက်ပို့ပေးလို့။အခုနေမကောင်းတဲ့အချိန်မျိုးမှာမောင်နဲ့တိတ်တွေ့နေတာပဲကွ။ဒါကြောင့်သူတို့ကိုမှားလိုက်ရတာအခုရောတတ်တာရဲ့လားမောင်ဘာလုပ်ပေးရမလဲညိုဦးစိတ်ချမ်းသာအောင်လုပ်ပေးပေါ့ အခုတော့ယောဂကတဝက်တက်တာသွားပြီမောင်ရဲ့ညူရဲ့ဇောဇောင်အောင်ကညူဦးရဲ့လက်ကလေးကိုခြင်လိုက်တယ်မောင် ပြောလေညူညူဦးကိုချစ်သေးရဲ့လားယင်ချစ်တာပေါ့ညူရဲ့ဘလို့မေးလိုက်တာလဲအခုလေညူစီမမောင်နဲ့ပတ်သက်ခဲ့တဲ့ကိုဝင်ရနေပြီမောင်ရဲ့ဟာမဖြစ်နိုင်တာကွာ မရနိုင်တော့ပါဘူးတကယ်ပြောတာ ဖြစ်တာမှန်ရင်လေကိုနဲ့ပတ်သက်လို့မဟုတ်နိုင်ဘူးညိုညိုဦးတယောက်ခေါင်းကိုမိုးချိုးပြစ်တဲ့ကဲ့သို့ခံစားရရည်သူမတို့အနာဂတ်အဖြေက ရှင်းနေပြီကိုလေသဘောပေါက်လိုက်ကြရည်ညိုညိုဦးဒေါသကိုပောက်ကွဲမသွားမိအောင်အတင်းအာထမချုပ်တီးထားရရည်အလကားစတာပါမောင်ရည်မောင်စိတ်ဘလို့ရှိရည်ဆိုတာသိချင်လို့ပါညိုဦးမဘာမှမဖြစ်ပါဘူးညိုကလေစိုးမှာစိုးညိုညိုဦးကစောစောအောင်ရဲ့လက်ကိုယူပြီး ူမရင်ဘတ်ပေါ်ကိုဆွဲတင်လိုက်တယ်။မောင်ညို့ဦးကိုတကယ်ချစ်သေးတယ်။တကယ်မကောက်နှစ်ကယ်သုံးကယ်ကွာ။ညို့ဦးရဲ့ဒီပါလီနှစ်ဖက်ခမဘသူကိုစောင့်နေတယ်ထင်တယ်လေ။စောစောအောင်သဘောပေါက်သွားပြီးညို့ညို့ဦးကိုကုန်းမွေလိုက်တယ်။ညညဦးကလည်းစောစောအောင်ကိုတိုက်ဖက်ပြီးသူမရဲ့ရင်ခွင်မော်ကိုဆွဲကပ်ထားလိုက်တယ်။စိတ်ချမ်းသာလိုက်တာမောင်ရဲ့ ခေါင်းရင်အိမ်ဘက်စီမှာအခြေအနေကိုစောင့်ကြည့်နေတဲ့ဆရာမဒေါ်ချိုချိုဦးရဲ့ခေါင်းထဲမှာအုံနောက်တွေချာချာလဲနေရတယ်။ခုနေ့အများနဲ့ဝိုင်းဖန်ပြီးခလေးအဖေပေါ်လိုက်ရရင်ကောက်မလားဆိုပြီးကြမ်းကြုတ်စွာတွေးလိုက်မိတယ်။အော်တန်တခုစူစူဝါဝအတန်နဲ့ကြီးတခုကရုတ်တရက်ထွက်ပေါ်လာတယ်။ဒေါ်ချိုချိုဦးရင်ထိတ်သွားကအိမ်ဘက်ကိုခက်တက်တက်လှမ်းလာခဲ့တယ်။ ခြေတံဖွားပြီးနင်းကညိုညိုဦးတို့ရှိဟာအခန့်တွင်ကိုမဝံမရဲမျက်လုံးများနေကြည့်လိုက်သည်။ဟဲဖီးယားဖီးယားလာကြပါအောင်လာကြပါအောင်အမလီလာကြပါအောင်ရှင်။ဒေါ်ချိုချိုဦးကအိမ်နီးနားချင်းများစီကိုအော်ဟစ်ပြီးကူညီတောင်းလိုက်သည်။သူမရဲ့မျက်လုံးတွေလည်းဝီဝသွားရသည်။တစ်ဖက်ကသွေးရိုင်ထဲမှာလူလွတ်နေတဲ့ဇော်ဇော်အောင် ကြံတစ်ဖက်မှာတော့ဘိုက်ပေါ်မှာကကြီးတန်လန်းနဲ့လူးလိန်နေတဲ့ညမညိုညိုဦးကိုမြင်နေရတယ်။လာကြပါအောင်ရှင်လာကြပါအောင် အမိုင်းမလေးရဲ့ဘလို့ဖြစ်ရတာလဲ။ဒေါ်ချိုချိုဦးရဲ့အော်တန်ကြောင့်အင်းဒီပါချင်းများရောက်လာကြတယ်။ဟာဆေးရုံကိုအမြန်ပို့မှဖြစ်မယ်ဆရာမ။ညမလေးညိုဦးဖြစ်မှဖြစ်ရလေညမရဲ့။ ဆီယာမဒေါ်ချိုချိုဦးတယောက်သတိမေ့မျောကထိုနေရာမှာပဲပုံလဲကြသွားရိမိုက်လိုက်တာသမီးရဲ့မကြံအပ်မစီအပ်ကွာဆလင်းမမိဘများရောက်လာကြပြီးယူကျုံမရဖြစ်ကြရရိကြုံလာတဲ့ပြဿနာကိုမိညိုတတ္တိရှိရှိရင်ဆိုင်ပြစ်လိုက်တာပါဒါဟာတတ္တိမခေါ်ဘူးသမီးရဲ့မယူးရဲ့ပဲခေါ်တယ် နောက်ဆုံးမှာညိုညိုဦးရဲ့အသက်အန်ဒီရဲ့ကိုဘိုက်တွင်းမှာရှိတဲ့ကလေးကတစားခံသွားရရှာရီသူကသူကကြီးနဲ့ထိုးပြီးအဆုံးစီရင်တော်လေမထီရောက်ခဲ့ အချိန်မီဈေးရောင်ကိုရောက်လာနိုင်တဲ့အတွက်အသက်ဘေးကလွကင်းခဲ့တယ်ဇော်ဇော်အောင်ရဲ့ကြောမှာရရှိတဲ့ဒဏ်ရာကနတ်ဆိုင်ပြီးအဆုပ်ကိုတိုင်ထိသွားတဲ့အတွက်နောက်တနေ့မှပဲတည်ဆုံသွားခဲ့တယ်မြကြီးနာအချင်းထောင်ကိုရောက်လာတဲ့အချုပ်သူမလေးတအူး ဒါမှမဟုတ်အမိုက်မလေးတယောက်ရဲ့ဖြည့်ရမှန်ဘဝတကွေဇလန်းလေးတပုတ်ပါမြမအလေရေးပြင်းခြင်းမှာတနေရာမဟုတ်တနေရာမှာရုတ်တရက်ရေပွက်လေးများပေါ်လာတတ်တဲ့ကဲ့သို့လူတို့လောကဘဝဆိုတဲ့ကာလအတွင်းမှာလေမမျောလင့်ဒါမှမဟုတ်မထင်မှတ်ဖေးဒါမှမဟုတ်ယုံနိုင်ပွဲမရှိတဲ့ပြဿနာ အမှုခင်းများတခုမဟုတ်တခုတနေရာမဟုတ်တနေရာမှာ ပေါ်ပေါက်တတ်မြဲဖြစ်ပါလေဒါကိုလောကဘာလာတရားက ဒုက္ခဆိုပြီးသတ်မှတ်ထားပါရဲ့ကျမအသက်တပြေခတ်ရွယ်ကားစားလို့အချစ်ဆိုတဲ့ကိလေသာသဘောကိုစားခဲ့ကြတာမှန်တော်လေအပြန်တင်စားငှက်ငယ်များဘဝအဆင့်မှာလေကိုစံပြီးမပြန်တင်လာပါ ပြန်နိုင်စွမ်းအားနဲ့လေမပြည့်စုံသေးပါထိုအသည့်ကိုတည်နေရှင်ပြီးစင်ကျင်ချင်းလမ်းကြောင်းပေါ်မှာမတိမ်ဆောင်မှုလိုပါရဲ့အရေးကြီးလာပါတယ်နောက်ဆုံးပါလို့တဲ့စေတနာစကားကတော့ပရိတ်ငယ် အညွန်အဖူဘဝမှာအချစ်နဲ့မလွန်ကျူးကြပါနဲ့လို့စဖြင့်ဒေါ်ချိုချိုဦးတယောက်တက်ရှိထင်ရှားရှိနေပါသေးတယ်။သူမနဲ့မမျှော်လင့်မဲပြန်လဲတွေ့ဆုံမိကြရာကဤအဖြစ်ပြက်လေးကိုရေးဖို့တတိရပါရီလူမှုရေးတိတ်ခါအရာအမိများပြောင်းလဲထားပါရီစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင် နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။